စိတ်တိုင်းကြပါပါပြီ။ကျွန်တော်ကကိုကို perfect လို့ပဲမြင်နေပါတယ်။ကျွန်တော်ရဲ့ opinion အရာဆိုရင်တော့ဖြစ်တင်ပါပြီ။အဲဖြစ်လဲဖြစ်နိုင်နေပြီပေါ့နော်။ဒီကအလှမဲ့ပြိုင်ပွဲဆိုတာကဒီအမျိုးသမီးတွေရဲ့ soft power ကိုပြရတဲ့ပြိုင်ပွဲဖြစ်တယ်။မထင်ထားမဲ့ national costume ဖြစ်မှာပေါ့နော်။အဲအဲ့တော့ကြောင့်လို့လည်းအလုံးစုံမျိုးပြီးဖို့လည်းပြောချင်ပါရဲ့။ဇူလိုင်ဝင်းထယ်ကမှတခြားတဲ့ပုံစံမဟုတ်ပဲနဲ့ဇူလိုင်ဝင်းထယ်ကမှ version မြင့်သွားတဲ့ ဇူလိုင်ဝက်ထဲကိုမြင်ရမှာပေါ့နော်စတီပွဲမှာတော့ကတော့ပြောရဲပေါ့เนาะခါပေါ့အဓိကတော့ခါပါပဲဆက်ပြီးတော့အပြန်ငယ်ရအဲတော့ကလည်းအပြစ်သက်တွေကောက်ဝော့ကိုကြိုက်ကြရဲဒါပေမဲ့အ system မကြောက်ပေါ့เนาะအ system မကြောက်ဘူး technique technique မရှိဘူးဟုတ်ကောင်မရှိနေဘူး တကယ်တော့ခါကအပြင်မှာဆိုရင်တော့မကြီးဘူးအဲကင်မရာမှာဆိုလို့ရှိရင်တော့ဒါနှစထွက်တယ်ပြီးတော့တမီးကခါပြားလဲကြီးတော့အဲခါရိုးစစ်ကြီးရိုးစစ်ကြီးရဲ့ခါပြားကြီးရဲ့ခါကြတော့ပို့ပြီးတော့အဲပေါ်သွားပါတော့ဒီခါကဒီလိုမျိုးအဲဘေးလိုက်ဆိုလို့ရှိရင်အဲတမရရထပိုးပြီးပြရဲအဲဒီလိုမျိုးဘေးဒီလိုအတက်ဆိုလို့ရှိရင်ကြတော့အဲကိုအခုတော့အခုတော့ဒီဆော့လာပြီဆိုတော့6 pack လေးအမြောင်းလေးတော့ပေါ်နေပေါ့နော်အဲတော့ဆိုလို့ရှိရင်လုံးဝ အပြားကြီးဖြစ်နေရောပုံသက်တည်းအပြားလိုက်ဖြစ်နေရောသူ့ဆိုလို့ရှင် frame ကိုရွေးရတာလမ်းလျှောက်တဲ့ခါမှာလဲဘယ်လိုဘယ်လိုအဆောင်မျိုးကသူ့အတွက်ဘယ်လိုအံဝင်ဝင်ကြမဖြစ်ပဲနဲ့ကြီးနေတာမျိုးလဲပေါ့အဲ့နောက်ဆုံးကြည့်ရင်ကြည့်ရင်လည်းသူ့ကိုဒီကိုယ့်ရဲ့ခါအားနေချက်တွေကိုပေါ့အားတာချက်ဖြစ်အောင်ဘယ်လိုပုံစံလေးတုံးပြီးရှောက်မယ်ဆိုတာအစပြုပြင်ပေးထားတယ်ပေါ့ခေါင်းလဲရွေးရတယ်ပေါ့နော်ဒီ final ခေါင်းအတွက်ကိုလည်းရွေးရတယ်ရွေးရတဲ့ခါမှာလည်းသူ့ကိုရှောက်နေတဲ့ walk ကိုမှကြည့်ရင်လည်းဘယ်ပုံစံမျိုးဆိုတော့သူနဲ့ live ဖက်မယ် ်ဘယ်ကောင်းကတော့သူနဲ့မလိုက်ဖက်ဘူးပေါ့အဲ့ဒါကိုဒီဇိုင်နာကိုရတုနဲ့တိုင်ပင်ပြီးတော့ပဲဟိုဘယ်လိုပုံစံလေးလုပ်ချင်တယ်ဟိုဘယ်လိုလေးတုံးချင်တယ်ပေါ့အဲ့လိုလေးပုံမဲ့ကောင်းမျိုးလဲစဉ်းစားတွေးထားပါတယ်ခန်းနှခန်းကြီးနေရဆိုတော့လေအဲ့ဒီ filler က dose များသွားတယ်အဲ့တော့သူ့အဲ့ဆို filler ဟုတ်တယ်ကြီးနေတယ်များနေတယ်အဲ့ဆိုဖြောတင်းနေဆိုရင်ဖြောလိုက်ဆိုဖြောတယ်အခုနှခမ်းပြင်းနေတယ်ဆိုပြင်းတယ်အခုခါကြီးနေချက် ဒါရက်တွေလောက်တယ်အနောက်ကနေမျိုးစုံဟိုလိုအပ်တဲ့ဟာတွေလိုက်ရှာလိုက်ရှာရင်လည်းပြုပြင်လို့ရတယ်အကောင်လိုက်ပြုပြင်ထားတယ်စိတ်တိုင်းကြပါပါပြီ။ဒါကကိုကို perfect လို့ပဲမြင်နေပါတယ်။ဇလိုင်းကကြတော့အရင်ဟိုဘယ်လိုပြောရမလဲဒီ stage မရောက်ခင်အောက်မှာဆိုလို့ရှိရင်တော့အဲတိတ်မပေါ်ရဲထဲမှာပါတယ်ဒါပေမဲ့အဲ stage လက်ရှိရဲအဲတော့ stage မှာဆိုလို့ရှိရင်အားလုံးကပြောကြတယ်ပို့ပြီးတော့အဲထင်းနေပို့ပြီးတော့ဟိုပေါ်လွင်နေပေါ့နော်အဲ့လိုဒီပြောပြောကြရဲပေါ့နော်အဲအပြင်မှာဆိုလို့ရှိရင်ဒီ best stage ရောက်သွားပြီဆိုလို့ရှိရင်တိတ်ပြီးတော့အဲမပေါ်တော့အဲ့လိုမျိုးငြိမ်ငြိမ်ကုတ်ကုတ်လေးလည်းနေရာလည်းပါတယ်ပေါ့နော်အဲ့လိုတအင်းအေးရာကို အရင်အေးရအဲ့တော့သူ့ဟိုအရင်မအေးနဲ့နည်းနည်းတွတ်အောင်လေဆိုခုနောက်ပိုင်းတော့သူတွတ်အောင်တော့သူအမြဲကြိုးစားတယ်သူကတော့အက်တစ်ဖြစ်အောင်နေတယ်အဓိကဇူလိုင်ကငယ်သေးတယ်ငယ်သေးတော့သူ့ရဲ့ဒီ work တွေ posture တွေကြီးလိုက်တဲ့ခါမှာလေ break တဲ့အနေနဲ့ကလည်းဩသူ့ရဲ့ငယ်ရွယ်မှုတွေမြင်နေရမယ်သူ့ရဲ့တက်ကြွမှုတွေသူ့ရဲ့ passion တွေကိုမြင်ရမယ့်ပုံစံမျိုးဖြစ်အောင်လုပ်ပေးထားတာပေါ့ ဒီအတ ିକ အလှမဲ့ပြိုင်ပွဲဆိုတာကဒီအမျိုးသမီးတွေရဲ့ soft power ကိုပြရတဲ့ပြိုင်ပွဲဖြစ်တယ်အဲ့တော့ဟိုကိုယ့်ရဲ့ authenticity ဖြစ်မှုတွေ unique ဖြစ်မှုတွေပျောက်ကွယ်မသွားအောင်ကိုယ့်ရဲ့အရှိအရှိတိုင်းကိုပဲပြနိုင်အောင်တော့သူ့ဟို body beauty brand တုံးပိုင်းလုံးမှာတင်မိထားတယ်ပေါ့အဲ့ဒါလေးတွေကိုအဲအဲ့တော့ကပ်ဝတ်ပိုင်းလေးတွေလည်းအခုဆိုအများကြီးအားရပါပြီလုံးဝအမ် ready ဖြစ်နေပြီ100%ပေါ့နော်ပြီးတော့ခန္ဓာကိုယ်ပိုင်းရောပေါ့နော်ဆီယမ်မင်းခန်းတို့နဲ့ train တဲ့ခါတော့ဆီယမ်မင်းခန်းတို့ကအမ်အများကြီး ဟို train ပြရပေါ့နော်တော်တော်လေးလဲလိုက်ရတယ်ဘယ်ချိန်မှအရန်ငိုရှင်လဲဆိုလို့ရှင်အောက်ပိုင်းထိုင်နေနေနဲ့ cover training နဲ့စုံနေနေဆိုတော့အရန်အရန်ငိုရှင်နေအဲဒါပေမဲ့အခုကတော့အင်းပြိတ်သက်တွေလည်းပြောရဲခါးလေးလဲတော်တော်အဆင်ပြေလာပြီဆိုတော့ပို့ပြီးတော့ပြောရတာပေါ့အာအရန် ready ဖြစ်နေပြီ first experience ဖြစ်တဲ့အခါကျတော့ပေါ့နော်အဲလိုရဲ့နေရာလေးရှိရဲအဲလက်မောင်းနေလိုရာရှိရဲအဲ့လိုဒီကပ်ဝေါ်ဘိုင်းမှာဆိုလို့ရှိရင်လက်မောင်းလိုရာတွေခါလိုရာတွေဒီချက်တော့ပေါ့သူရဲ့ error မရှိတလောက်နေပါဖြစ်အောင်တော့လိုက်ပြီးတော့ပြပြင်ထားတယ်ဆိုတော့မြင်ရမှာကတော့ဇူလိုင်ဝင့်ထယ်ကိုပဲမြင်ရမှာပဲဇူလိုင်ဝင့်ထယ်ကမှတခြားတိရပုံစံမဟုတ်ပဲနဲ့ဇူလိုင်ဝင့်ထယ်ကမှ version မြင့်သွားတဲ့ဇူလိုင်ဝင့်ထယ်ကိုမြင်ရမှာပေါ့နော်ကျွန်တော်ရဲ့ opinion အရဆိုရင်တော့ဖြစ်တဲ့ပါဘီ အဖြစ်လဲဖြစ်နိုင်နေပြီပေါ့နော်အဖြစ်တင့်နေဖြစ်နိုင်နေဖြစ်တင့်တဲ့အချိန်ကိုလည်းရောက်နေပြီဆိုတော့ပြိုင်ပွဲဝင်ကြရဲဆိုတာလည်းအကုန်လုံးကလည်းဒီပြိုင်ပွဲရဲ့ဒီအကုန်လုံးလိုချင်ကြတဲ့ဒီ crown ဆိုတဲ့နေရာတစ်ခုကိုပဲလိုချင်တာအဲ့တော့ဒီ crown အတွက်လိုအပ်ချက်တွေပြည့်စုံသွားမယ်အဲကိုဘက်ကဖြည့်ရမယ်အပိုင်းတွေအကုန်လုံးတော့ဖြည့်ပေးထားတယ်တိက body beauty brain ပြည့်စုံအောင်တော့ train ထားတာဖြစ်တဲ့အတွက်ဟိုမျှော်လင့်နေ ထိတ်ဆုံးထီတော့မျောလင့်တယ်ထိတ်ဆုံးကိုလည်းရကျင်တယ် journey တစ်လျှောက်လုံးမှာပေါ့နော်အဲအားပေးကြရဲ့ပရိသတ်တွေရောအဲချစ်ပေးကြရဲ့ပရိသတ်တွေရောကျေးဇူးများတင်တယ်ပါကောက်ခဲပါကွယ်ပြိုင်ရှိကပြ Project video လေးမှာလည်းအားလုံးဝင်ရပေးကြဖို့လည်းပြောချင်တယ်ပြီးတော့ national costume competition ကလည်းလာတော့မယ်ဆိုတော့အဲ့အတွက်လည်းအားလုံးအားပေးကြဖို့ပြောချင်ပါတယ်မထင်ထားမဲ့ national costume ဖြစ်မှာပေါ့နော်အဲ့အတွက်ကြောင့်လည်း အားလုံးဆက်မြောက်ပြီးပို့လေပြောချင်ပါရဲ့မထင်ထားတဲ့အရာပေါ့နော်အဲပြီးတော့မိထီလာနဲ့မိထီလာကံနဲ့ဆက်ဆက်နေတဲ့အရာလို့ပြောချင်ပါရဲ့ဒီနေ့ဇူလိုင်ဝင်ထင်တယ်မပြန်ဇူလိုင်ဝင်ထင်မတူအောင်တော့သူအများကြီးဖြစ်အောင်တော့ဝါထရင်းဖြစ်အောင်လည်းလုပ်ထားတယ်အဲ့တော့ဇူလိုင်ရဲ့ဖန်တွေကလည်းဇူလိုင်ရဲ့လိုအပ်ချက်လေးတွေကိုထောက်ပြပြီးတော့ဝင်ရံပေးပါအဲ့တော့ဇူလိုင်ကိုပြောစင်တာဆရာကိုလာပြီးကြံပေးစင်တာဆိုလို့ရှိရင်လည်းရပါတယ်လာပြီးတော့ always welcome ပါ